လာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်တမ်းကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။တပတ်တရက်တာပြေးဆွဲပေးနေတဲ့ရန်ကုန်ပကံရထားကိုပြင်မနာဘက်လမ်းကြောင်းကနေပြေးဆွဲသွားမယ်လို့မြမမီရဲ့ထားအောက်မြမပြည်ရုံကနေသိရှိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရန်ကုန်ပကံရထားလမ်းပေါ်မှာတောင်နေကြီးမြို့နယ်ဝကသေးဘူတာအနီးရထားဖြတ်ကူတဲ့တရားအမှတ် 343မှာတရားအလဲကောင်ကွန်ကရစ်တိုင်နှင်းကျသွားတာကြောင့်စက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ18ရက်နေ့အထိပြေးဆွဲမှုတွေကိုယာယီရယ်ဆိုင်ထားတာပဲဖြစ်ပါတယ်။အခုအခါမှာတော့ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ရမှာဖြစ်တဲ့အတွက် အော်တိုဘာလာ24ရက်နေ့ကနေစတင်ပြီးလမ်းကြောင်းပြောင်းလဲပြေးဆဲသွားမယ်လို့သိရှိရပါတယ်။ပြင်ဆင်နေတဲ့အချိန်အတွင်းယထာလမ်းကြောင်းကိုမူလလမ်းကြောင်းဖြစ်တဲ့ပြည်ဘက်လမ်းကြောင်းလေဗရန်ကိုဖြတ်ပြီးတောင်တွင်းကြီးမြို့သစ်လမ်းကြောင်းကနေအခုအခါမှာတော့ ပဲခူးကြောင်လင်းပင်တောင်ကူပြင်မနာလေဝေးတို့ကိုဖြတ်တန်းပြီးပြင်မနာတောင်တွင်းကြီးလမ်းကနေပကံအထိကိုပြေးဆွဲသွားမယ်လို့သိရပါဗျရှင်။စီမီတဲ့ဘိတ်ဘုံကျဲတိုက်ခိုက်ခံထားရတဲ့6ဦးမြို့နယ်အပအဝင်မုံရွာမြို့တောင်ပချမ်းကိုစစ်ကော်မရှင်ကစေဝါနဲ့ရိတ်ခါတည်ယူခွင့်နဲ့လုံးဝပိတ်ပင်ထားပါဗျ။တူတာချမ်းသာတရင်ပေးပို့ထားတာပါရှင်။ အောက်တိုဘာ6ရက်သတင်းကြိုလာပြီးညကပုံကျဲတက်ခိုက်ခံထားရတဲ့ချောင်းမြို့နယ်အပအဝင်မုံရမြို့တောင်ဘက်ချန်ကမြို့နယ်တွေကိုစစ်ကောင်မရှင်ကစေဝါနဲ့ရိခာတဲ့ဖွင့်လုံးဝပိတ်ပင်ထားတဲ့လူဒေသခံတွေကပြောပါရယ်အရင်နှုန်းကမုံရမြို့တောင်ဘက်ချန်မြို့နယ်တွေကိုစစ်တပ်ကရိခာနဲ့စေဝါတဲ့ဖွင့်ကိုအကန့်အသတ်နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးအခုချိန်မှာတော့လုံးဝပိတ်ပင်လိုက်တာဖြစ်ပါရယ်စကိုင်းဒေသတွေမြို့နယ်တော်တော်များများဟာမုံရမြို့ကိုဗဟုပြုပြီးကုန်စည်ပို့ဆောင်အသုံးပြုကြရတာဖြစ်တဲ့အတွက်ဒေသခံပြည်သူတွေဟာဆိုးရွားတဲ့အခြေအနေနဲ့ကြုံနေရတာဖြစ်ပါရယ် အဲ့ဒါအပြင်စလင်းကြီးဝမ်ပေါင်းကျင်းကြီးစီမံခန့်ကသစင်ချင်းနှင်းမြို့အတိုင်းကျင်းကြီးတဲ့တဲ့စစ်ရရင်တွေဟာအောက်တိုဘာ10ရက်နေ့မှာချောင်းမြို့နယ်ထဲကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပါတယ်။မင်းအောင်လိုင်ကတော့ကျမတို့တတ်နေမှာပဲကျမတို့ပြည်သူတွေသိရင်ပြီးရောသူတို့ကြံရင်ပြီးရောဆိုပြီးတော့တတ်နေပါတယ်။ခုမုံဝတောင်ဆိုရင်ဆေးဝါးတွေထုတ်ပိုင်ခွင့်မရှိတော့ဘူး။မုံဝတောင်ဆိုရင်ဆေးဝါးတွေမဝယ်ရတော့ဘူး။လာပြည့်နေ့နဲ့ဒီဘက်ကိုထိမှန်ထားတဲ့ပြည်သူတွေဆေးဝါးမရှိသည့်အတွက်နေတိုင်းနေတိုင်း သေးလေးပျောက်နေပါတယ်သေတာ80ကျော်သွားပါပြီနေ့စဉ်လိုလိုသေးနေတာဆေးဝါးမပြည့်စုံသည့်အတွက်ကျမတို့ပြည်သူတွေခံစားနေရတဲ့ဆေးကုသပေးမဲ့လူလည်းမရှိတော့ဘူးသူတို့ကလက်နက်ကြီးနဲ့ထူတယ်အခုရေချောင်းလာတယ်မော်တော်သင်းမောတွေရောဖငါးသီးလာပြီးလက်နက်ကြီးနဲ့ပြစ်တယ်လက်နက်ငယ်တွေနဲ့ပြစ်တယ်ထူတယ်အထက်ကလေဒီဝဲပေးတယ်ကျမတို့ပြည်သူတွေဘလောက်ကြီးခံစားနေရတဲ့ဆိုတာနိုင်ငံတကာလည်းသိစေချင်ပါတယ် ကျမတို့တွေတော်တော်အလူလဲခံစားရတယ်။အချို့ဆိုမိသားစုလိုက်ပါသွားတယ်။တယောက်တည်းပဲကျန်နေကျမတို့ချောင်းမျိုးနေမှာတော်တော်ခံစားနေရပါတယ်။ဒီမြင့်အောင်လှိုင်ကသာသမီချင်းကိုချင်းစာခဲ့လို့ရှိရင်သူတလောက်ချမ်းသာနေပါပြီ။တော်ပါတော့နားပါတော့ 6စီမီတပိတ်ထိခိုက်ပြည်သူတွေအတွက်စကိုင်းပြည်သူဖိမကူကွန်ရက်ကငွေကြက်သိန်း200ကျော်ကိုစီဝါနဲ့ရိခါထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့အောက်တိုဘာ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒေသရင်းပြည်သူတွေအတွက်ကွန်ရက်ကတက်ဆွမ်းတွေကူညီခဲ့တာဖြစ်ပေမဲ့ကာလရှိစာဝန်တွေကြက်သိန်းနေတဲ့ပြည်သူတွေအတွက်လုံလောက်တဲ့ပမာဏတော့မဖြစ်ခဲ့ပါဘူး။ ။ဒလန်ကတော့အမြဲတလန်မှတ်ပါတယ်ဗျာအကျုပ်ကတော့စခန်းထဲကလေ။ဟာအခန်းထဲကတော့ဗောဗျာရဲစက်စက်ကိုခံရတယ်။ဒါမှဘယုတ်တော့ကဒလန်အတိကျလောက်သွားလို့မဟုတ်ခံရရတဲ့အတွက်ဗောဗျာ။ကျုပ်တို့ကထိတွေ့တယ်ကများနေတော့ကြန့်ခိုင်မှုကဆိုတော့ရှိတော့ရှိတာဗော။ဒါပေမဲ့မခံချင်စိတ်ကြတော့တော်တော်များတယ်ကျုပ်ကတော့။ရင်ဆိုင်တိုက်ကြဆိုဆိုတော့တိုက်ရဲပါတယ်အကုန်လုံး။ဖရားလည်းဆိုကတရားလည်းဆိုကတန်ခါလည်းဆိုကပြီးတော့တလိမ့်ဆန်တာတာလောက်မှအဆင်မရှိတဲ့ကောင်တွေပါဗျာ။ဒီလိုကောင်တွေအတိတ်ကလုံးဝမှမရှိတဲ့ပုံကိုယ်တွေကိုဖြစ်သွားပါကြီး။ အောက်တိုဘာ6ရက်သတင်းကြိုလာပြည်ညကစကိုင်းတိုင်းချောင်းမြုံနယ်ဘုံတို့ရွာစီမီးတပိတ်ကိုစစ်ကောင်စီကပါရာမိုတာနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ကလင်းငယ်ရဲပါဝင်ဒေသခံ20ကျော်ပွေချင်းပြီးတည်ဆုံပြီးအများပြားဒဏ်ရာရခဲ့တာပါအောက်တိုဘာ10ရက်နေ့မှာတည်ဆုံမှု40ထက်မနည်းရှိလာပြီးနောက်ရက်တွင်မှနေ့စဉ်တည်ဆုံသူတွေဆက်တိုက်ရှိနေတာဖြစ်ပါတယ်မြေပြင်မှာတော့ဒဏ်ရာရသူတွေကိုနေရာစုံခွဲပြီးပို့ဆောင်ကူတာပေးနေတာဖြစ်တဲ့အတွက် ဒေသခံတွေပြောဆိုတဲ့တည်ဆုံးသူအရေးအတွက်ပမာဏဟာကွဲပြားမှုရှိနေပါတယ်။ပြည်ပြင်းချင်းချင်းမကြီးနေမှုတွေနဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်တည်ဆုံးသူရေးအတွက်တိကျကို TPP ကတိကျအကြည့်မပြုနိုင်သေးပါဘူး။ကျွန်တော်တုဒ္ဒချန်နာပါ။စကိုင်းတိုင်းမြောင်မြို့နယ်ဇေယျကုန်းကြီးရွာကိုအောက်တိုဘာ19ရက်နေ့မနက်7:00နာရီဝန်းကျင်မှာစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်ကလေးငယ်တွေပါဝင်ပြည်သူ10ယောက်ထပ်မံနေတရားရခဲ့တာပါ ဝမ်ပိုက်ကိုထိမှန်ခဲ့တဲ့မြို့သမီးတယောက်ကတော့ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရတဲ့လူဒေသခံတွေကပြောပါတယ်စစ်တပ်ကပေါင်150ဘုံးတလုံးနဲ့ရော့ကတ်ဆက်တနက်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးမြေပြင်မှာတိုက်ပွဲမရှိဘဲအခုလိုပြုမူခဲ့တာပါဒီတုံးလူကဘူးလို့မရှိဘူးရဟိုဟာထိခိုက်ဒဏ်ရာတွေများတာဟုတ်အဲចောင်းသားလေးတယောက်ပါတယ်ကလေးတယောက်အမေကောင်အမေတယောက်ပါတယ်ចောင်းသားတယောက်ပါတယ်ပြီးတော့ အဲအသက်ကြီးတဲ့လူတွေပေါ့နော်တကယ်ကိုလုပ်ငန်းလုပ်နေတဲ့လူတွေရောနေရာချတာ6နေရာလောက်ချတာဆိုရောကက်ရပစ်တာရောကက်6လုံးကြာမှာပေါ့6နေရာနောက်ပြီးတော့ပေါင်250ဝန်းကျင်ခန့်တော့နော်မနော်အဲအဲ့လာကြီးကကျတော့တော်လည်းကြာတာတော်လည်းကဒီရွာတောင်တော်လည်းမလို့ဟိုရွာလည်းဆိုရင်တော့ပြီးမှာပေါ့အဲ့နေပြက်တဲ့တိရစ္ဆာန်ကတော့ပြီးပြီနွားလေးဝက်လေးမိပြမဘာရှိဘူးနော်အလော့အလော့လာချာရေကောင်းကနေမနှစ်ကတော့ငါလေဒီအချိန်မဲ့လေနှစ်ရက်ကွာရမနှစ်ကရနဲ့တစ်နှစ်ပြည့်ပြီးတော့နောက်မှာနှစ်ရက်ဆုံးနေတယ်နှစ်ကလူကြီးပြီးတော့ကလေ မြောင်နယ်စရက်ကုံရွာကို2024အောက်တိုဘာလထဲမှာစစ်တပ်ကပထမကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပြီးအဲဒီတုန်းကပြည်သူ9ယောက်ထိခိုက်ဒေဆုံးခဲ့ပါတယ်။မြောင်နယ်ဟာလက်နက်ကင်တော်လှန်ရေးအစိုးရကာလတွေမှာ PDF တွေအကောင်နဲ့နေမြေဖြစ်ပြီးစကိုင်းတိုင်းရဲ့ပထမဆုံးလူမျိုးနယ်မြေအဖြစ်နာမည်ထွက်ခဲ့တဲ့ဒေသဖြစ်ပါတယ်။ ရွာတောင်ကြားနေပြီးတော့စလာပါဆိုရင်ရတယ်တယောက်ကတော့လွားလာမကောင်းဘိုက်မှန်တဲ့တယောက်ဟုတ်တယ်အမျိုးမျိုးတန်ရာရတဲ့လူအများကြီးပေါ့ဗျာကျန်းမာရေးလည်းများတယ်နေရာပေါင်းကအဆုံကြီးဆိုတော့လမ်းကျောကတော့အရင်လမ်းကျောတွေအရင်တခါမှန်တဲ့အိမ်လေးထိအဲ့ဒီရောက်သွားတာပြက်လာတော့ဒီနေ့ကြီးတက်ကြလဲလောက်လို့ပြင်လာလည်းပိတ်ဆိုင်ဆောင်ရင်းလမ်းနဲ့ရင်းပြင်းဆိုတော့တန်ကြီးပြည်တန်ကြတော့ဒါကလည်းအကုန်လုံးထိုးဝင်ရတယ်မောက်နေကြတယ်ပုံစံတော့ရေပြက်တွေကတော့ကြောင်းပုံစံမျိုးဖြစ်မှာပါကြောင်းဆွဲလာတယ် ပြကြည့်နေတဲ့ပုံစံအကြောင်းလို့ကိုခဲ့တော့မဟုတ်ဘူးကြောက်မြောက်ပါကဓမ္မပင်တွေရောဒါလည်းပြတတ်တယ်အနွားတွေရောခြေောက်တွေပြတ်တယ်ရွာဦးကဖရားကလည်းအဲဒီအုံတိုင်းနေပြူကြအလုံးတွေကသေးသေးဆိုတော့ဖိဟိုလိုအစာဦးပြတ်တဲ့အနေသားတွေတော့မဟုတ်ဘူးပြတ်တာတော့တော်တော်များတယ် မြောင်နယ်ဟာမန္တလေးတိုင်းမကွေးတိုင်းတို့နဲ့နမိတ်ချင်းစည်းစပ်နေပြီးဒေသရင်းတိုက်ပွဲတွေမှာလိုအပ်တဲ့နေရာတွေကိုမြောင်ဒေသရင်း PDF တွေကလိုက်လံကူညီပံ့ပိုးနေတာပါ။ ARE မြကံပြပတီရှိပြီးစကိုင်းမန္တလေးမကွေးဒေသတွေမှာပြူဟာရရေးပါတဲ့နေရာမှာရှိနေတဲ့အတွက်စစ်တပ်ကဖိအားပေးထိန်းချုပ်ဖို့ကြိုးစားနေတဲ့ဒေသလည်းဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။ ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်တီပါ